Facebook content monetization ကနေဝင်ငွေတွေရဖို့အတွက်စူးစမ်းနေရင်းနဲ့မှမျောလင်းသလိုဖြစ်မလာတဲ့အခါမှာလက်လျှော့ခြင်းစိတ်တွေဖြစ်နေပြီလား။ဒါဆိုရင်တော့ဒီဗီဒီယိုကတင်ပြဖြစ်ပါတယ်။ line ပေါ်မှာတခြားသူတွေဝင်ငွေတွေရနေတာကိုမြင်တဲ့အခါအားကြပြီးတော့မှကိုလဲသူတို့လိုရခြင်းနဲ့စူးစမ်းခြင်းစိတ်ဖြစ်ပေါ်လာတာကတပါဝါပါပဲ။ဒါပေမဲ့ Facebook ကနေ ပုံတွေဗီဒီယိုတွေတင်ပြီးတော့မှ ဝင်ငွေရဖို့ဆိုတာတပတ်နှစ်ပတ်ကြိုးစားရုံနဲ့ချက်ချင်းရရှိလာမယ့်အရာမျိုးတော့မဟုတ်ပါဘူးကိုရည်ရင်တူကိုရည်ကြီးတောက်ချင်းတို့လည်းမရပါဘူး Facebook content monetization ကနေဝင်ငွေတွေရခဲ့တယ်ဆိုရင်တော့ post ခုဗီဒီယိုတစ်ခုတင်တိုင်းမှာဒေါ်လာတွေရှားထောင်ချီပြီးတော့မှ ရှားနေတာမျိုးလည်းမဟုတ်ပါဘူးအပေဒီပင်ဆက်တယ်လို့ပါပဲမျိုးစေ့ကနေ ရေလောင်းပေါင်းတင်ပြီးတော့မှအချိန်တွေကိုယ့်ရဲ့စိတ်ကူးစိတ်တန်းတွေနဲ့ရင်းနှီးပေါင်းဆက်ပြီးမှသာအတီးပွင့်တွေကိုခံစားရမှာပါဒီချက်ကိုသတိမထားမိရင်တော့တပတ်နှစ်ပတ်လောက်ကြိုးစားပြီးတော့မျောလင့်သလိုဖြစ်မလာတဲ့အခါလက်လျှော့ခြင်းစိတ်တွေဖြစ်ပေါ်လာပါလိမ့်မယ်ဒီလိုတွေးရဝင်နေခဲ့ရင်တော့ခုချိန်ထိခုဖြတ်တန်းစူးစမ်းခဲ့ရတာတွေကိုပြန်ပြီးတော့မှမှတ်ရပြီးတော့မှလွယ်လွယ်လက်မလျှော့လိုက်ပါနဲ့။ ဒါဆိုရင်ဘယ်လိုလုပ်တင်လဲခုချိန်မှာတော့ကို့အတွက် follower အထက်လျောက်ရှာထားဖို့လိုပါမယ်ဒါအပြင်ကိုယ့်ရဲ့ content တွေကိုတကယ်အားပေးကြည့်ရှုမဲ့သူတွေကိုရအောင်ကြိုးစားထားတင်ပါတယ်နောက်ပြီးတော့ကိုတင်ရှင်နဲ့ကိုပိုင်ဗီဒီယိုတွေကို design မှတ်မှတ်နဲ့ပုံမှန်တင်နေဖို့ကလည်းအရေးကြီးလာပါတယ်နောက်ဆုံးအနေနဲ့ Facebook ကနေ ချမှတ်ထားတဲ့ policy တွေနဲ့မညီအောင်လေခရီးတွေဆိုင်နဲ့လှုပ်ဆောင်တင်ပါတယ်ဒီလိုသာဆွေးရှိရှိနဲ့လက်မလျှော်တမ်းဆက်လက်ကြိုးစားနေမယ်ဆိုလို့ရှိရင်တော့အချိန်တခုကြာတဲ့အခါ Facebook ကနေဝင်ဝင်အထိုက်လျောက်ရှာနိုင်ပါတယ်ဒါပြင်ကိုယ်တိုင်ပစ္စည်းတွေကြောင်းညာပေးတာ review ရေးလောက်တာကနေလေတပတ်တလန်းကနေပတ်စံရဖို့အထိကြိုးစားလို့ရနိုင်ပါတယ် ဒါကြောင့်မလို့အခုချိန်မှာကိုမျောလင့်ထားသလိုဖြစ်မလာခဲ့ရင်လည်းစိတ်တက်မကြလိုက်ပါနဲ့။ယုံကြည်ချက်ရှိရှိနဲ့ဆက်လက်ကြိုးစားသွားမယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်ရှိလာပါလိမ့်မယ်။အားလုံးပဲအဆင်ပြေကြပါစေ။